ခိုင်မီတာ channel ကို chicken အပိနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှဆိုရင်လဲထောက်လှမ်းတင်ဆက်ပေးချင်တာဆိုရင်ဖြင့်ဓမ္မစီဒီစီအာရောဥပညာဝရဓမ္မစရိယအေးတာပြုစုထားတဲ့ငါးပါးသီလဝတ်ထုဆိုတဲ့စာအုပ်ထရမှာသူရာမေရယကန်ဆိုတဲ့အကြောင်းအရာကိုထောက်လှမ်းပေးချင်ပါတယ်သူရာမေရယကံကိုမရှောင်ကျင်းတဲ့အတွက်ရရှိခဲ့တဲ့အကျိုးအပြစ်တွေနဲ့တူရှောင်ကျင်းတဲ့အတွက်ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေကြောင့်ခရီးတာ channel ကနေမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ subscribe like and share ခလောင်းလေးနှိပ်ပြီးတော့အားပေးသွားပါနော်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျမတော့ခိုင်ပါရှင်လူကိုမူရင်မေးလျော့စေတတ်သောအရက်သေးစားမှအစဘိန်းဖြူကုတ်ကင်းစေးကြမာဖီးယားစားတဲ့မူးယစ်ဆေးဟူသည်မြသုံးဆွဲတောက်စားခြင်းသည်သူရာမီရယကံညီပေ၏ထိုမူးယစ်သေးစားတောက်စားသူများသည်ဂရိလူကင်း၍အရှက်မရှိခြင်းအကောင်းအဆိုးအမားအမှန်မခွဲခြားနိုင်ခြင်းယောဂါများခြင်း ွေးဖွာလာသောတာသမီများစိတ်ဓာတ်ကြအုံနောက်ကြံပြေးခြင်းဇီဝပြည့်ချင်းကစကားအပေဒုက္ကတိတို့လာရောက်တတ်သည့်အထိစိုးစိုးများဖြစ်ပေါ်တတ်ပါ၏ဒီသူရာမေဒယကံကိုမရှောင်ကျင်ခဲ့တဲ့အတွက်ရရှိခဲ့တဲ့အကျိုးအပြည့်တွေတော့အယက်သမိုင်းတွင်သူဆိုတဲ့အကြောင်းအရာလေးနဲ့ပုံမြင်ဝတ္ထုလေးနဲ့မျှဝေပေးချင်ပါတယ်နော်။ကဘာဦးရဲ့ရှေးပိုင်းခရီးဆိုရင်အယက်သေးစာမပေါ်သေးတဲ့ခေတ်ဖြစ်ပေတယ်။ နောက်ပိုင်းခေတ်ရဲ့တခုသောကာလမှာဟီမဝေနာတော်မှတပ်ပင်ကြီးတပင်မှာကိုင်းမာကြီးသုံးခုဆုံရ၌တေကောင်းကြီးတခုဖြစ်ပေါ်နေတော့တာပေါ့လေမိုးရသည်မှာအဲ့ဒီတေကောင်းမှာမိုးရီတွေပြည့်နေတတ်ပါရဲ့အဲ့ဒီတပင်ကြီးရဲ့အနီးမှာပေါက်နေကြတဲ့တပင်တွေရအသေးတွေရလေးအဲ့ဒီတေကောင်းကြီးတဲကိုကြွေကြတတ်ကြတာပေါ့ဂျင်းငယ်တွေရလေးအဝေးမှာ တလေးသီးနှံတွေကိုချီးပြီးအရိသပင်ကြီးပေါ်မှာစားတောက်ကြလျာစဘာဆန်စီရီယာလေးအရိတေကောင်းကြီးတဲကိုပင်ကြောက်ရောက်ကြပြန်ပါလေရက်တွေကြာရှည်လာတဲ့အခါမှာတေကောင်းကြီးတွေကရေတွေကနေရဲ့အပူချိန်တွေကြောင့်ပူကျက်လာပြန်ပါလေဆန်စဘာနဲ့တက်သီးရီယာလေးစိန်ရည်ဖြစ်နေပေါက်လာခဲ့တော့တာပေါ့အယောင်မှာနီးချင်းချင်းဖြစ်လာပြီးတဘာဝလျောက်တည်ရရဖြစ်လာခဲ့ပါလေငှက်တွေရလေး အဲ့ဒီစင်ရည်ရက်ကိုတောင်းမိရာအာလုံးမူရဲ့ပြီးမြူးတူးမြီတုံကအထက်ကိုပြန်တက်ပြီးတော့တပင်ရင်းကိုတဖြုတ်ဖြုတ်နဲ့ပြန်ကြကုန်ကြပါတော့တယ်။တခဏကြာပြီးဆိုရင်လည်းထပြန်သွားကြပြန်ပါလေ။ဘာယာနတိပြီးကာတိတိုင်းသာသူရမြီတော်မဟုတ်ဆိုပါအဲ့ဒီအချင်းရီကိုမြင်တွေ့ပြီးတေကောင်းတဲ့ကစင်ရည်ရက်ကိုတောက်ကြည့်တော့တယ်။ငှက်တွေကဲတို့ရင်မူးသွားခဲ့ပြီးတပင်ရင်းမှာမူးကြနေတဲ့ကျင်းငှက်တွေကိုဖမ်းယူတက်ဖြတ်က မိခင်ပြီးတော့တေးရင်နဲ့မိစားလိတော့တယ်။ နေစဉ်တဦးတဲ့တောက်စားနေရတာတွေကိုအားမရနိုင်နဲ့သူရမုံစိုးတယောက်ကတော့အရင်ကတည်ကျွမ်းခဲ့ဘူးတဲ့ဝရုဏယသိထံကိုအဲ့ဒီတေးရီတွေကိုယူဆောင်ပြီးကတ်လူလိုက်ပါတော့တယ်။နှစ်ဦးသာတေးရီကိုတောင်းလိုက်ငှက်သားမြီးစားလိုက်နဲ့ဟင်မွေနာမှာအပျော်ကြီးပျော်နေကြတော့တာပေါ့လေ။ဒါနဲ့ယသိလည်းအရက်ဆွဲသွားခဲ့တော့တာပေါ့။တနေ့မှာတော့အဲ့ဒီသူရမုံစိုးနဲ့ဝရုဏယသိတို့ဟာမြို့နယ်လူသားတွေကိုပါတိုက်ကျွေးလိုကြတဲ့အတွက် တေကောင်းနရတေးရီတွေကိုဝါချီတောက်တွေမှာထည့်ယူဆောင်ပြီးမြို့တွေကိုတွားရောက်ရောင်းချကြလေတယ်။အဲဒီသူတွေကလည်းသူတို့တွေသာမကဘူးဘယင်ထံကိုဆက်တရာဘယင်မှာနှစ်ချိုက်တွားခဲ့တော့တာပေါ့။ရှုံဆောင်လာတဲ့တေးရက်တွေကုန်ပြီဆိုရင်အဲဒီမြို့မှာပဲတစ်ခွာရည်နဲ့တူအောင်ချက်လုံးပြီးတော့တောက်ကြရာတနိုင်ငံလုံးကူးဆက်သွားကြပါတော့တယ်။ထို့ခါမှာဘိုင်ယာနယ်တေးတပြည်လုံးဆောက်ရုပ်ပြည့်စည်ကြလေတော့တယ်။ဒီနောက်တာကေတာမြို့ကိုသွား တပ်ပမိတ်တာမင်းကြီးကိုအလွန်ချုံမြေနဲ့အရက်ချိုကိုသူတို့ချက်လုတ်တပ်ပါကြောင်းတင်းပြလျှောက်ထားလိုက်ရာဘီရင်ကြီးကလိုအပ်တဲ့ကုန်စည်ပစ္စည်းတွေကို ပေးပြီးချက်လုတ်ခိုင်းတော့တာပေါ့လေချက်လုတ်ပြီးသွားတဲ့အခါမှာတော့အိုးကြီးတွေနဲ့ထဲပြီးဘီရင်ကိုဆက်သလိုက်ပါတော့တယ်ဘီရင်ကလည်းမန်တက်ကြီးတို့ထိုးမင်းကြီးမင်းသားမူမတ်တွေနဲ့တကွပျော်ပွဲစားရန်ပြင်ဆင်နေစမှာကြောင်တွေကတေးရအိုးမရှန်ကြလာတဲ့အရက်တွေကိုတောင်းမိကြလေလေကြောင်တွေမူရဲပြီးအသေးကောင်ကဲတို့တုံလုံးပလက်ဖြစ်ကုန်ကြတော့တယ် ကျောင်းတွေတည်ကျင်းနေကြကျောင်းတွေကိုဘရင်ကိုရှောက်ထားလေလေဒီသူရမုတ်ဆိုးနဲ့ဝရုဏရတိအစရေတွေပြုတ်လောက်ကငါတို့ကိုလောက်ကြံရန်လာကြတဲ့သူတွေဖြစ်တယ်လို့ယူဆပြီးသူရနဲ့ဝရုဏတို့ကိုချက်ချင်းကိုတပ်ပလိုက်ကြပါတော့တယ်။ဒါနဲ့သူရမုတ်ဆိုးနဲ့ဝရုဏတို့အရက်ကိုတီထွင်သူနှစ်ဦးဟာအရက်အချိုပါဖျားအရက်ချိုပါဖျားဒလိုအော်ဟင်းရှောက်ထားရင်းနဲ့အသက်ပြောက်သွားကြပါတော့တယ်။သူတို့နှစ်ဦးအသက်ပြောက်ပြီးမကြခင်ပါပဲ။ အသေးကောင်ကဲတို့မူးရစ်မေးလျော့နေရမှာကြောင်တွေအမှုပြေးပြီးတော့ပြန်ထလာကြတော့တာပေါ့အဲ့ဒီခေခါကစားပြီးလူသားတွေဟာအရက်ကိုကိုယ်တိုင်ချက်လို့ပြီးတော့တောက်စားလာကြရမှာဒီနေ့ခေထီတာဖြစ်ပြီးရောတယ်ဒါဟာဆိုရင်ဖြင့်အရက်သေးစားမတော့ပါတိတ်ခါကျမမီဆိုတဲ့ဒူရာမေရာယာကံကိုမရှောင်ကျဲနိုင်တဲ့အတွက်ရရှိခဲ့တဲ့အကျိုးအပြစ်တွေကြောင့်ပဲဖြစ်ပါတယ်သူရာမေရာယကံကိုရှောင်ကျဲနိုင်တဲ့အတွက်ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေကိုတော့တထောင်နဲ့ဥပုပ်သေးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီ ပုံမြင်လေးတစ်ပုံနဲ့ခိုင်နိုင်ပြီးတော့ပြောပြပေးကြပါရနော်။ဈေးတဝင်းအကြောင်းတကားအနာတပိတ်တထေးကြီးမှာတားမိုက်တယောက်ရှိတာပေါ့။မိဘရဲ့အစုံမရီကိုလုံးဝနားမထောင်မဲအပေါင်းအသင်းတွေနဲ့အမြဲတမ်းမူးယဲတောက်စားပျော်ပါတုံဖြုံလျက်ရှိနေတဲ့သူပါ။တေရက်နဲ့အပျော်ပါအပျော်ပါနဲ့အရက်သေးစားဆိုတာဒွန်တွဲလျက်ရှိတဲ့အရာတွေပေါ့။တထေးသားကာလဟာမိခင်ထံတောင်းလိုက်အမရီထံတောင်းလိုက်မတိအောင်ယူလိုက်နဲ့ပျော်ပါဖို့အတွက်တောက်စားဖို့အတွက် အဲ့ဒီတစ်ခုတည်းသာတည်တယ်သူပါ။ဒါကိုဖာခင်ချေရနင်းစေခြင်းနဲ့တထေးကြီးဟာကာလာတောင်းတဲ့ပစံတွေကိုအလကားမပေး။တနေ့ဥပုပ်တီလာဆောင်ရင်ငွေတရာပေးမယ်။ဒလို့ဆိုက ကာလာကိုကျောင်းတော်ကိုသွားပြီးဥပုပ်တီလာဆောင်ခိုင်းတော့တာပေါ့လေ။ဖြုံဖို့ငွေလုံးနေတဲ့ကာလာဟာဇေဒဝင်ကျောင်းတော်ကိုသွားဥပုပ်ဆောင်ရတော့တာပေါ့။ဥပုပ်ကျောင်းကနေပြန်လာတဲ့အခါစူဖြစ်တဲ့ငွေတရာကိုရလိုက်ပြီးတောင်းဖြုံပြလိုက်တဲ့ဥပုပ်တခါသာငွေတရာနဲ့တွက်ချေကိုက်နေလေတော့တယ်။ ။တထေးကြီးကလည်းတဆင်တက်ပြီးဥပုံဆောင်သွားရင်းနဲ့မျက်စွာဖျားဟောတော်မူတဲ့တရားတွေကတရားတပုတ်ကိုမှတ်မိရင်ငွေတထောင်ပေးမယ်လို့ပြောတော့တာပေါ့လေ။အဲလိုနဲ့ငွေတထောင်လိုချင်တဲ့ကာလဟာကျောင်းတော်ကိုသွားပြီးတောင်းဆောင်တနေရာမှာနေမျက်စွာဖျားဟောတဲ့တရားတွေကိုတပုတ်များမှတ်ယူရန်အတွက်အာယုံစိုက်ပြီးနားထောင်နေ။မမီစီရအာယုံဆိုင်ပြီးနားထောင်ရင်းနဲ့တရားတော်ရဲ့သဘောဒိဗေတွေကိုသဘောပေါက်သိမြင်သွားခဲ့တော့တာပေါ့ဒီလိုနဲ့တရားပွဲဆုံးပြီးဆိုရတဲ့တပြိုင်တည်း တောတာပတိမညံဖုန်ညံတွေကိုရရှိသွားခဲ့ပါတော့တယ်။မနန်လေးနဲ့အခါမှာမြက်စွာဖျားစွန်ခရနောက်ကနေလိုက်ပါလာရင်ဖခင်တထေးအိမ်ကိုရောက်ရှိလာပါတယ်။မျက်နာတီတီငိမ့်တက်လာတဲ့ဥပုပ်တဲ့ကာလာကိုဖခင်ကငွေတထောင်ပေးတဲ့အခါကာလာကအလုံးကိုရှက်နေပြီ။ငွေတထောင်ကိုမယူဘဲနဲ့ညှင်းဆန်လိုက်တော့တယ်။ထိုအခါမှာမြက်စွာဖျားက ကာလာသည်ဥပုပ်ဆောင်တရားနာရင်တရားကိုတည်မြဲသွားပြီးစကြဝဠာမင်းရဲ့စီစိန်ထက် တာလွန်မြင့်မြတ်တဲ့အရာတွေကိုရရှိနေပြီဖြစ်လို့တင်ပေးတဲ့ငွေတထောင်ကိုမမတ်တော့ကြောင်းကိုဟောပြောလိုက်ပါတော့တယ်။သူရာမေရယမြစ်စပမာဒဌာနာဝေရာမဏိတိတ်ခါမရန်တမာရီယာမိဒီကြောင်းရဟာဆိုရင်ဖြင့်သူရာမေရယကံကိုရှောင်ကျဲနေတဲ့အတွက်ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေကြောင်းကိုထောက်လွှင့်ပေးထားတာပဲဖြစ်ပါတယ်။ခိုင်ရီတာ channel ကိုချစ်ခင်ကြတဲ့ပရိသတ်များရှင်ထောက်လွှင့်ပေးခဲ့တဲ့အကြောင်းအရာတွေဟာဆိုရင်ဖြင့် ဓမ္မစီဒီဆရာတော်ဥပညာဝရဓမ္မစရိယရေးသားပြုစုထားတဲ့ငါးပါးသီလဝိထုရိယမှာငါးပါးသီလအကြောင်းအရာတွေကိုထုံလွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခေါက်တည်းရဲ့ခိုင်ရီတာချန်နယ်မှာဆိုရင်လေပရိသတ်တွေပုံမစိတ်ဝင်စားစေမဲ့တရားသည့်ဓမ္မသည့်တွေကိုဆက်လက်ထုံလွှင့်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီကနေ့ရဲ့အစီအစဉ်အနေနှုတ်ဆက်ပေးပါစေ။ချစ်ခင်ပေးလို့ကျေးဇူးများ၏တင်ပါတယ်။ဆက်လက်ပြီးတော့လေချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်ပေးပါစေရှင်။